မင်္ဂလာပါ CNN သတင်းဌာနရဲ့2025ခုနှစ်မေလ23ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ Confederation ဟာပြည်ထောင်စုအတွက် NGO ကြီးမှလည်းလို့ SNDP ဥက္ကဋ္ဌဆိုင်ရင်ပေါင်းကပြောဆိုလိုက်တဲ့သတင်းမလေးရှားနိုင်ငံမှာပြုလုပ်မဲ့ ASEAN အစည်းအဝေးမှာမြန်မာအရေးနဲ့ American ရဲ့အခွန်ကိစ္စဆွေးနွေးသွားမယ်ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ ပထမဆုံးသတင်းတပုတ်အနေနဲ့တင်ဆက်ပေးမှာကတော့ Confederation ဟာပြည်ထောင်စုအတွက် NLA ကြီးမာတယ်လို့ SNDP ဥက္ကဋ္ဌဆိုင်ရံပေါင်းကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Confederation ဟာပြည်내တိုင်းမှာကိုပိုင်စက်တပ်တွေရှိတာကြောင့်တည်တံ့လို့ဖြစ်နေကပြည်ထောင်စုကြီးအတွက်အနေရကြီးမာတယ်လို့ရှမ်းနယ်တိုင်းအသားများဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဋ္ဌဆိုင်းအိုက်ပေါင်းက CNN သတင်းဌာနကိုပြောပါရတယ်။အဲ့ဒီအပြင်တိုင်းရင်းသားတွေကို Federal အရကိုဒေတာကိုအုပ်ချုပ်ခွင့်ပေးပြီးပြည်ထောင်စုထဲမှာသာရှိနေတဲ့အကြောင်းအဲ့ဒါကြောင့်နိုင်ငံရေးစပွဲဝိုင်းပေါ်မှာပုတ်ပွင့်နေနေဆွေးနွေးဖို့လိုကြောင်းသူကပြောပါရတယ်။ဟိုက ပဲဆိုလို့ရှိရင်ပြည်ထောင်စုကအပေါင်းရှိတဲ့စုပေါင်းတာပေါ့နော်ဥဒေတာမကိုအုတ်ချိုပြန်စားတဲ့အခေါ်ခါလေကိုပြည်ထောင်စုနဲ့မျက်မျက်တတဖွဲ့ဝေယူအဲ့လိုပုံစံလေ Confederation တီးပြီးနေတစ်ခုပြီးနေတစ်ခုတိုင်းမှာ Confederation ကအန္တရာယ်ရှိတဲ့ရုရှားပြည်ထောင်စုကြီးပြောသွားတာပါရောက်မယ် Confederation ကြောင့်ပါ Confederation ကြောင့်ပြည်နယ်တိုင်းပြည်နယ်တိုင်းမှာသူ့ကိုယ်ပိုင်စစ်တပ်တွေရှိနေတယ်သူကတည်တံ့လို့ဖြစ်နေတယ်အဲဆိုလို့ရှိရင်ဒါပြည်ထောင်စုကြီးတို့အန္တရာယ်ကြီးတယ်လေ Confederation ရှင်ကဖက်ဒရယ်ဆိုလို့ရှိရင်ဒါကပုတ်ဒေတာကိုကိုအုပ်ချုပ်ခွင့်ပေးလိုက်တရင်သားရဲ့သူ့ဒေတာသူ့အုပ်ချုပ်ပါစေလေအပြီးတော့သူ့ခဲမှာပဲရှိနေပါစေညီတူညီမျှခံစားခွင့်နေနေရတာကြာအစ်ကတော့စပွဲဝဲမှာငင်းငင်းကြက်ကြက်နဲ့ဆွေးလို့ပေါ့ဗျာခုပဲလေးလေးဆွေးနေလေတိုင်းသားအလက်နဲ့ကင်နဲ့အားလုံးကဘယ်လိုဖြစ်စင်ချင်လဲမင်းကရေးစပွဲဝဲမှာငင်းငင်းကြက်ကြက်ဆွေးနေလိုက်တာအဲ့ဒါတိုင်းပြည်အတွက်အကောင်းဆုံးပဲလို့ကျွန်တော်ယူဆတယ်လေ လက်ရှိမှာဖက်ဒရယ်နဲ့ဒီမိုကရေစီကိုအခြေခံတဲ့ပြည်ထောင်စုကိုတည်ဆောက်ဖို့ကြိုးပမ်းနေကြပေမယ့်တချို့သောတိုင်းရင်းသားလက်နက်ကိုင်တွေကတော့ Confederation လွတ်လပ်ရေးဆိုတဲ့ရည်မှန်းချက်တွေအထိထုတ်ဖော်ပြောဆိုလာနေမှုတွေရှိနေကြပါတယ်။ NASA ကဥက္ကဋ္ဌဘူဂျုံမူကြီးမင်းအောင်လိုင်ကတော့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့တိုင်းရင်းသားတို့ရဲ့အရေးကိုသာတောင်းဆိုလျက်ရှိပြီးဒေသအရေးကိုတောင်းဆိုမှုအားနဲ့ကြောင်းလူတစုကိုကိုးစားပြုတဲ့အဖွဲ့အစည်းတွေဖြစ်လို့မရပဲဒေသကိုကိုးစားပြုတဲ့အဖွဲ့အစည်းတွေဖြစ်ဖို့လိုကြောင်းတိုင်းရင်းသားလက်နက်ကိုင်တွေရာကိုပိုင်နေမိတွေရရှိရေးကြိုးပမ်းနေကြတာကြောင့်စစ်ပွဲဆက်ဆွေးနွေးရမယ်လို့ပြောထားပါတယ်။ Confederation ကတိကျနိုင် င်ငံထူထောင်တာထက်အန္တရာယ်နည်းပေမယ့်စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုထက်အန္တရာယ်ကြီးကြောင်းဖက်ဒရယ်ပေါ်မှာသာအယုံဆိုင်အလေးထားရင်ဖက်ဒရယ်ထက်ပိုပြီးမတောင်းတင်ကြောင်း NCA ထိုးထားတဲ့ပိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL SCAS ကဥက္ကဋ္ဌဘုံမူကြီးခုံကာက CNI သတင်းဌာနကိုပြောပါရတယ်နိုင်ရှင်ရဲ့အရာဆိုရင် confederation ကအပိချားနိုင်ငံထူထောင်တာထက်ကိုတော့အန္တရာယ်နည်းတယ်။ပို့တော်လည်းပဲဒီ federal ရှင်းမှန်တဲ့ federal ပြည်ထောင်စုပူးပေါင်းနေတဲ့အခါမျိုးထက်ကိုတော့အန္တရာယ် ကြီးတယ်ဆိုအလဲမှာဖြစ်နေတယ်စစ်မှန်တဲ့ဖက်ရက်ပြည်တော်စုကတန်းတူညီတူရဲ့တို့ခွင့်ရေးကိုခွင့်ရေးပြည်နယ်ရေးပြည်သူလူမျိုးတွေပြီးနေပြီးတော့ပြည်တော်စုတစ်ခုလုံးအတွက်ကြတော့စုပေါင်းကာကွယ်ရေးစနစ်ပေါ့စုပေါင်းစစ်ပွားရေးဖွံ့ဖြိုးရေးစနစ်တွေလုံနိုင်ရင်ဒါကကျွန်တော်တို့ဖက်ဒရယ်က 同老早年代高中班长吧，那个苏佩姆阿奶奶，苏佩姆阿奶奶喏，这出近代的这旅游的个，Confederation 做的，都算上面的，Confederation 上面的下个档案的，他们这里也都档案的下个，Confederation 个个推开的下来个，这个咯，Confederation 布马威这个阿勇赛的，其他的些个，布达乌罗没等到我。 အရက်ကတက်တော် AA ကဝါထက်မနိုင်တဲ့နိုင်ငံရေးအစင်တန်းမျိုးကိုယူပြီးတာမမဟုတ် Confederation Confederate အစင်တန်းကိုရအောင်ယူမယ်လို့ပြောထားပါဗျ။လက်ရှိမြန်မာနိုင်ငံမှာ Federal စနစ်ထက်ကျော်လွန်ပြီး Confederation အစင်တန်းရရှိထားတဲ့ EU တွေမှာဝါပြည်သွေးစည်းညီညွတ်ရေးတက်မတော် UWSA အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် Myla NDA တို့ဖြစ်ပါတယ်။ကချင်လူလက်ရေးတက်မတော် KIA ဒုဥက္ကဋ္ဌဒုတိယပူဇော်ကြီးခွန်မော်ကလည်းတိုင်းရင်းသားတွေဟာ2025ရောက်လာတဲ့အခါမှာ Federal ထက်ကျော်လွန်တဲ့စင်စားချက်တွေရှိလာမယ်လို့ထုတ်ဖော်ပြောကြားထားပါဗျ။အဲ့ဒီအပြင်တိုင်းအမျိုးသားလူမျိုးရေးတက်မတော် TNL အထွေထွေအတွင်းရေးမှုပူဇော်တာပုံ ံကျော်ကလည်းနိုင်ငံတစ်ခုအထိတည်ထောင်မှုအခြေအနေဖြစ်လာရင်အစင်းသင်းဖြစ်အောင်ပလောင်လူမျိုးတွေလှုပ်ထားရမယ်လို့2022ခုနှစ်ဩဂတ်16ရက်ကပြောကြားခဲ့ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စာပေပညာရေးတင်ယွန်းညွန့်တန်းတွေထဲမှာတမိုင်းလွဲတွေတင်ပေးနေတာကြောင့်လူမျိုးစုပြည်ထနာတွေကိုမရှင်းနိုင်တာဖြစ်တယ်လို့တိုင်းလန်ရှန်ဒီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဦးဆိုင်ထေအောင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စာပေပညာရေးတင်ယွန်းညွန့်တန်းတွေမှာတမိုင်းအလွဲတွေတင်ပေးနေတာကြောင့်လူမျိုးစုပြည်ထနာတွေကို မဖြည့်ရှင်းနိုင်တာဖြစ်တယ်လို့တိုင်းလိုင်းရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကရာဦးဆိုင်ထိန်အောင်က CNN သတင်းဌာနကိုပြောပါရယ်မြန်မာနိုင်ငံမှာအခြေခံပညာမူလာတန်းနဲ့အလဲတန်းမှာအထက်တန်းအကြောင်းအထိတမိုင်းတင်ရိုးတွေမှာတမိုင်းအလွဲတွေတင် जा နေမိတာနဲ့နိုင်ငံကိုဗမာလူမျိုးသူရဲကောင်းတွေကသာကောက်ကွယ်ဆောက်ရှောက်နေတယ်လို့တင် जा နေခြင်းကအမျိုးသားညီညွတ်ရေးကိုထိခိုက်စေကြောင်းစစ်ရေးနဲ့နိုင်ငံရေးကက်ခတ်တွေကထောက်ပြကြပါရယ်မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကလူငယ်တွေကိုနိုင်ငံချစ်စိတ်ထက်ပုံကိုရေးကိုပိုချစ်မိသွားဖို့တင် जा ပေးမိတယ်လို့ဖြစ်နေကြောင်းတိုင်းလိုင်း င်ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကရာဦးဆိုင်ချေအောင်က CNN သတင်းဌာနကိုပြောပါရယ်ရှင်မြေဖြစ်တော့ဆက်တိုက်ကြတယ်ဆိုတာကဖုံးလေယုံကြောင့်မို့သူတို့ပြန်ပြီးမှဆက်တိုက်ကြတာပါချမ်းကနိုင်ချမ်းကအတိုင်းမျိုးအုပ်ချုပ်တယ်ဗမာနိုင်ဗမာအုပ်ချုပ်တယ်မွန်ကနိုင်မွန်ကအုပ်ချုပ်တယ်ရခိုင်နိုင်လက်ခါကျတော့ရခိုင်အုပ်ချုပ်လာတာပေါ့နော်အဲ့မျိုးတမိုင်းကြောင်းတွေကိုဖျောက်ခဲ့ပြီးမှသူက မမတပြေကောင်း၃ယောက်ကိုပဲပြီးကဥတီမတဲလာတဲ့ခါကျတော့ဂျာနဲ့တိုင်းရင်းသားတွေကဒီတိုင်းငံဒီဆောက်ရေးမှာငါတို့မပါဘူးဆိုတော့အတိမျိုးတွေဖြစ်သွားတာပေါ့ဗျာဒါအခုကျွန်တော်တို့စမ်းမီလေရင်တူဟာမွားဆိုရင်တော့မိတ်ချရေးချီဆိုမှသူတမိုင်းမှရေးထားတယ်ကျွန်တော်တို့လူမျိုးတစုတစုလုံးမဆောင်နိုင်အောင်တမိုင်းမှတန်းထဲမှာထည့်ထားတဲ့ခါကျတော့ဒါတော်တော်ဆိုးရဲတမိုင်းမျိုးကျွန်တော်အနေနဲ့ပြောနေတာပေါ့နော်အဲမျိုးတင်ယုံညွန်းတာတွေပြင်လာတဲ့ခါကျတော့မမလူမျိုးကြီးဖြစ်လာပြီးမှဂျာနဲ့တိုင်းသားတို့အထင်ပြေးလာပြီးမှပြဿနာအဲ့ဒီကစလာပဲဆိုကျွန်တော်အနေနဲ့ပြောနေတာပေါ့မမဟာလူမျိုးကြီး ီးဝါဒဆိုတဲ့စိတ်မျိုးတစ်ခါမှမဖြစ်ဘူးကြောင့်တိုင်းရင်းသားတွေကိုအုပ်ချုပ်မဲ့အခွင့်အရေးပေးလိုက်ရင်ခွဲထွက်မလားဆိုတဲ့စိုးရိမ်စိတ်တွေရှိနေကြောင်းဘလို့လူမျိုးကြီးမှမရှိကြောင်းတကယ်လူမျိုးရေးခွဲခြားနေတာဟာတိုင်းရင်းသားတွေကပြန်ခွဲခြားနေတာဖြစ်ကြောင်းနိုင်ငံရေးလေလာသုံးသက်သူတဦးက CNN သတင်းဌာနကိုပြောပါရတယ်။ကျွန်တော်ကခွဲတာမဟုတ်ဘူး။ကုကတ်နေရာမှာလာကုကတ်သွားလို့ရှိရင်ဗမာတွေလာသူတို့မှတ်ဖို့တင်ပါလဲ။သူတို့မှတ်ဖို့တင်ပါလား။ ကန်ရဘူးလို့ဒါမျိုးဟိုပြောဒီပြောပြောနေတာလေပေါ့ဗျာနော်ဗမာမဝင်ရတော့ဘာလို့ဒါမျိုးတွေဒါတွေကအပန်းနဲ့ပဲဒီမျိုးခွဲရနေတာသူတို့ကခွဲနေတာလေအဲ့လူတွေအကုန်လုံးကဟိုဟာတွေကြီးပဲဟိုဒီမျိုးပစ္စည်းလည်းမဟုတ်ဘူးဒါဆက်တယ်ဆိုတာလေသူတို့အာဏာရဖို့ပဲသူတို့ပြောနေတာအဲ့တော့ဒီမျိုးကြီးအခြေခံမရှိဘူးအဲ့အဲ့ဒါဒီလူတွေကအမှန်တည်းပြောလို့ရှိရင် ဒီဘက်အစိုးရဘက်ကနေပြီးတော့အုပ်ချုပ်ရေးနောက်ပြီးတော့ဟလာနိုင်ငံရေးစီးရေးမှာအနှဲ့ချက်တွေရှိနေတာကိုတို့ကအခွင့်အောင်းယူပြီးတော့တို့ကဒီစကားတွေတို့ပြောနေကြတာဖြစ်တယ်ဟိုကျွန်တော်တို့ဘက်ကဒီဘက်ကနေပြီးတော့ချွင်းချက်တွေရှိတယ်ပေါ့နော်အဲတကယ်တကယ်ကျတော့ပြောရလျှင်အာဏာရှင်တွေကြီးပဲအမှန်မရှိဘူးတကယ်ရှိဖြစ်နေတာတို့ဖြစ်နေတာပြီးတော့ဒီမိုကရေစီနဲ့ပတ်သက်လို့လည်းဒီမိုကရေစီကိုမယုံကြည်သူတို့ပဲသူတို့ဘာဒီမိုကရေစီသာသူတို့ဘတူဘတူညီမှုတော့အသိကြီးမခံတဲ့ဥစ္စာတော့ဘယ်လိုဒီမိုကရေစီဒါဒါအဖြစ်ပါလဲ မြန်မာနိုင်ငံမှာဗမာလူမျိုးကိုတိုင်းရင်းသားလူမျိုးလို့ဗမာမဟုတ်သောလူမျိုးတွေကသတ်မှတ်နိုင်မှုအားနည်းနေတယ်လို့ဗမာလူမျိုးတွေကလည်းဗမာမဟုတ်သောလူမျိုးတွေအားတိုင်းရင်းသားတွေဟုဆိုကသုံးနှုံးပြီးတစ်ဆင့်နဲ့လူမျိုးတွေအဖြစ်နားလည်မှုကောက်ယူလျက်ရှိနေကြပါတယ်မြန်မာနိုင်ငံကိုလူမျိုးပေါင်းစုံစုစည်းပြီးထူထောင်ခဲ့တာဖြစ်ပြီးပညာရေးတင်ယွညွန်းတဲ့တမိုင်းတွေမှာအနော်ယထဘရင်နောင်အလောင်းဖရနဲ့ဗိုလ်ချုပ်အောင်ဆန်းစတဲ့အကြောင်းတွေသာအများဆုံးတင်ကြားလျက်ရှိပြီးတခြားသောနိုင်ငံအကျိုးထမ်းဆောင်ခဲ့ကြတဲ့တိုင်းရင်းသားလူမျိုးတွေရဲ့တမိုင်းတွေကိုတင်ကြားမှုအလွန်အားနည်းလျက်ရှိနေပါတယ် အဲ့ဒါကြောင့်မြန်မာနိုင်ငံမှာပညာရေးတင်ယူညွှန်တဲ့အားရင်းစေးမှုဘောင်းဆောင်မှုဝါဒကိုချမှတ်ပြီးအနာဂတ်မျိုးဆက်တွေကိုတင်ကြားဖို့ဆွေးနွေးလျက်ရှိနေပါတယ်မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ပြည်ဟာ9တသမ9အစင်းရှိငလင်ရဲ့နောက်ဆက်တွဲအနေနဲ့ဆောက်လုပ်ရေးတုံပစ္စည်းတွေဝယ်ယူရခက်ခဲမှုအပြင်အခြားသောကိစ္စတွေကြောင့်ဆောက်လုပ်ရေးလုပ်ငန်းလစ်ပတ်မှုနှေးပါနေတယ်လို့လုပ်ငန်းရှင်တွေထံကလည်းသိရပါဗျ။သတင်းပြေဆုံးကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ပြည်ဟာ9တသမ9အစင်းရှိတဲ့ငလင်ရဲ့နောက်ဆက်တွဲအနေနဲ့ ။ဆောက်လုပ်ရေးသုံးပစ္စည်းဝယ်ယူရခက်ခဲမှုအပြင်တခြားကိစ္စတွေကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတွေလဲပတ်မှုနှိပ်ပါနေတယ်လို့လုပ်ငန်းရှင်တွေကစီရင်တဲ့သတင်းဌာနကိုပြောပါရယ်။လက်ရှိမှာငလျင်ဘေးတန်တစ်ဒေသတွေမှာပြုပြင်ရေးလုပ်ငန်းများပြားနေပြီးတခြားဘက်မှာတော့တိဆောက်ရေးလုပ်ငန်းတွေနှိပ်ပါနေကြောင်းမြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်မှအထွေထွေအတွင်းမှုချုပ်ဦးမျိုးမြင့်ကစီရင်တဲ့သတင်းဌာနကိုပြောပါရယ်။အဲ့ဒီလိုနေပါတာဟာဆောက်လုပ်ရေးတုံးပစ္စည်းရှာပါတာအပြင်ကုန်ကြမ်းစီမြင့်တက်သွားမှုတို့ကြောင့်လုပ်ငန်းရှင်နဲ့အင်ရှင်တို့အတွက်အခက်အခဲဖြစ်လာကြတယ်လို့သူကပြောပါရယ်။ တော့လို့လုပ်ငန်းတွေပါတဲ့ဒီကိစ္စကလေကျွန်တော်တို့အဓိကပြဿနာကဥမာဒီကြီးရှာပါတာပေါ့။ဒီကြီးကြီးနောက်ပိုင်းပထမဆုံးကအခက်အခဲကဘယ်လက်မျိုးခက်ခဲပါတော့။ဘယ်လက်မျိုးခက်ခဲဖြစ်လာလဲ။အဲနောက်တစ်ခါတော့လို့လုပ်ငန်းလုပ်နေဆိုနောက်ပိုင်းကတော့ which that case ဖြစ်ရမယ်တွေ့ချက်မျိုးပါလာဖြစ်လာတဲ့အခါကြပါ။အဲနာနာကုန်ကြသေးတယ်၊ကုန်ကြသေးများပါတော့။များတဲ့အခါမှာတချို့တောက်တဲ့ engine တွေတော့အခက်အခဲဖြစ်လာတယ်လို့ တော့အပေးယူနေတော့အင်ဂျင်ကိုတက်ကြရတယ်။ဒီမှာကန်ဆိုက်ကရင်းနှီးမြှုပ်နှံမှုများလာရင်ပြန်ပေးရမယ့်အပိုင်းမှာကျတော့အများကြီးမပေးနိုင်ဘူး။အဲ့လိုကြီးအခြေအနေကလည်းပါလာတယ်။နောက်တစ်ခုကလည်းနိုင်ငံတော်ကလည်းအခုချိန်မှာဒီဒီချက်ဒါချူရှစ်လို့ပတ်မှတ်လိုက်တဲ့အခါကျတော့သူတို့လက်ရှိကျန်းမာတွေလည်းခေါ်မရမခေါ်မရပြတ်သွားတာကိုရှိတယ်။ဒါတော့တဲ့ရှိနေနေချင်းလေးဟာလေကြည့်နေလို့လည်းများနေတယ်ဒီမဲ့ဒီစာရေးပိုင်းမှာ ကျွန်တော်ခဏခဏပြောတဲ့အကြောင်းတရားတွေကပုံပေါင်းပြီးတော့နေပါတာဖြစ်ပါတယ်လက်ရှိပြည်내ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်နေချိန်မှာအ धिक လိုအပ်တဲ့ပြည်လက်မြေဟာဝယ်လိုအားများမှုကြောင့်ဝယ်မရဖြစ်နေတဲ့အပြင်တခြားဆောက်လုပ်ရေးတုံးပစ္စည်းတွေဟာလည်းရှားပါနေကြောင်းသိရပါဗျ။ ဒါအပြင်ဘီလက်မြေတအိတ်ကို18000ကျပ်နဲ့ငလျင်ဘေးတင်အဆောက်အုံတွေကိုရောင်းချပေးဖို့တက်ဆိုင်ရာစက်ရုံတွေကိုဈေးနှုန်းသတ်မှတ်ပေးထားကြောင်းစက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကပြောထားတာပါဒါပေမဲ့လည်းမြေပြင်မှာတော့ငွေကျပ်4000အထိပေါက်ဈေးတွေရှိနေတဲ့အပြင်ဝယ်ယူတဲ့အခါမှာလည်းပေါက်ချတွေမရကြကြောင်းလည်းသိရပါတယ်ဒါကြောင့်ဆောက်လုပ်ရေးလုပ်ငန်းအတွက်အထူးကလိုအပ်တဲ့ဘီလက်မြေလိုအပ်ချက်ကိုပြည်တွင်းကထုတ်လုပ်နိုင်တဲ့အရေးအတွက်နှုံထားပေါ်မူတည်ကပြည်ပမှတင်သွင်းနိုင်ရေးကိုလှုပ်ဆောင်ပေးတင်ကြောင်းလည်းဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကထောက်ပြကြပါတယ် ငလျင်လုတ်ခဲ့ပြီးနောက်အထက်မြင့်အဆောက်အဦတွေကိုစိတ်ဝင်စားမှုနဲသွားကြတဲ့အတွက်တိဆောက်ရေးလုပ်ငန်းကြီးတွေမလုပ်တလို့ဖြစ်နေကောင်အသေးအမွှားဆောက်လုပ်ရေးတို့သာများနေကြောင်းလေရွှေကဘာမောင်မောင်ဆောက်လုပ်ရေးလုပ်ငန်းမှာဥက္ကဋ္ဌဦးမောင်မောင်ကစီရင်တဲ့တင်းဌာနကိုပြောပါတယ်။နဲပါတယ်။တော်တော်လေးနဲပါတယ်။ပြည်ပြည်မောင်မောင်ကြီးတွေများတယ်။အကြီးကြီးတွေကတော့အခုချိန်မှာတော့တိဆောက်ရေးတွေကမလုပ်တော့ပါပဲ။အခုနောက်တစ်ခုပါဆက်မနာတော့လဲဆိုငလျင်ဖြစ်လိုက်တော့ 他米的嘞，农业里面水分那么难挖的，阿拉米的也少的，哎，比稍微农安的要多难挖的。平常去那一点瓜呀、大麻咪西瓜好像还好，不难挖的。你西瓜难挖呀，他米的少得多啊。这老路水稻嘛，米多，这秋农安的多嘛。这老路不地沃，别你看咱那，要么么庄子看那哦，上几天的暴雨一个，掉价了。嗯。 မဆောင်ကြဘူးပေါ့နော်ဆောင်ဆောင်လို့ပဲကနာအားနေပါလေနောက်တစ်ခုပြဿနာကဒီဝန်ဟိုပါပေါ့ဟိုလောက်သားတွေကတအားနေပါပြီမတမ်းမစားတွေအကုန်ကြီးဟိုကြည့်ရတယ်ပေါ့ဟိုအရင်ကလောက်သားတွေအားလည်းဘုရားလို့တန်ကြီးတန်ဝေးတို့လက်သမားတို့အစအစရရအားလုံးပါပဲအောက်ချီဒီလောက်ရမှလုံးမမရဘူး အစာအုပ်တွေဆောက်လုပ်ရမှာအနည်းဆုံး register scale 8အထိခန့်နိုင်တဲ့အစာအုပ်တွေဆောက်လုပ်ရမယ်လို့နတ်ဆကဥက္ကဋ္ဌဘိုးချုပ်မူကြီးမင်းအောင်လိုင်က2025ခုနှစ်ဧပြီ17ရက်ကငလျင်ဘေးတင်အေးလစ်ဒေတာကိုတွားရောက်စစ်ဆေးပြီးပြည်သူတွေနဲ့တွေ့ဆုံဆင်မှာပြောကြားခဲ့တာပါ။ဒါအပြင် မေလ12ရက်ကနေ18ရက်နေ့အထိနေပြီးတော့မှပြည်လဲထူထောင်ရေးလုပ်ငန်းစဉ်တွေဆောင်ရွက်ရမှာလိုအပ်တဲ့တန်တမနိဘီလက်မြင့်နဲ့ဆက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကိုအစိုးရဌာနဆိုင်ရာကရောင်းချပေးခဲ့ပါတယ်။ CNI သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။မလေးရှားနိုင်ငံမှာပြုလုပ်မဲ့အာဆီယံအစည်းအဝေးမှာမြန်မာအရေးနဲ့အမေရိကန်ရဲ့အခွန်ကိစ္စဆွေးနွေးသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မလေးရှားနိုင်ငံမှာပြုလုပ်မဲ့အာဆီယံအစည်းအဝေးအတွင်းအမေရိကန်ရဲ့ကုန်သွယ်ခွင်တိုးမြင့်ောက်ခံမှုနဲ့မြန်မာအရေးတို့ကိုအဓိကဆွေးနွေးမိဖြစ်ကြောင်းမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောကြားခဲ့တယ်လို့ South China Morning Post မှာဖော်ပြခဲ့ပါတယ်။မလေးရှားဟာမေလ26ရက်မှာ အာဆီယံအစည်းအဝေးကိုအရင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးမှာကုံတွယ်ကွန်တွေ၊ကုံတွယ်ရေးအနောက်ရှက်တွေအပြင်မြန်မာနိုင်ငံရဲ့လက်နက်ကိုင်ပြပခါနဲ့မကြသေးမီကလှုပ်ခတ်ခဲ့တဲ့ငလီရင်ကြောင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဟာအမေရိကန်အပေါ်ကုံတွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာမှီခိုနေရပါတယ်။ ဒါပေမဲ့သူတစ်ပါးရဲ့သဘောထားကိုထဲမတွက်ဖဲတစ်ဖက်သက်လှုပ်ဆောင်တာကိုတော့ကျွန်တော်လက်မခံနိုင်ပါဘူးလို့အန်ဝါကပြောကြားခဲ့ပါဗါတယ်။အဲ့ဒီအပြင်အာဆီယံဟာတရုတ်၊အိန္ဒိယ၊ပါကစ္စတန်နဲ့ဥရောပတမကကဲ့သို့မိဖက်အစ်စ်တွေနဲ့လည်းဆွေးနွေးမှုတွေပြုလုပ်ရမယ်လို့သူကပြောပါဗါတယ်။ဗလီစားနိုင်ငံရဲ့မြို့တော်ကွာလာလမ်ပူမှာ ပြုလုပ်မဲ့အာဆီယံစည်းအဝေးကိုတက်ရောက်ဖို့အတွက်တရုတ်ဝန်ကြီးချုပ်လီချင်ဟာမေလ25ရက်မှာမလေးရှားကိုရောက်ရှိမှာဖြစ်ပါတယ်။အဲ့ဒီနောက်အာဆီယံနဲ့ပင်လယ်ကွေ့နိုင်ငံတွေမှာထိပ်သီးခေါင်းဆောင်တွေနဲ့တရားစည်းအဝေးတွေပြုလုပ်မှာဖြစ်ပါတယ်။ အာဆီယံဟာစားသုံးသူဈေးကွက်တန်း680ရှိပြီးအာဆီယံရဲ့စီးပွားရေးဟာဒေါ်လာ3.8ထရီလီယံရှိကကမ္ဘာပြင်စမမြောက်စီးပွားရေးအင်အားအကြီးဆုံးဖြစ်နေတဲ့အနေအထားနဲ့အမေရိကန်ရဲ့ကုန်သွယ်ခွန်ကောက်ခံမှုအပေါ်စီးလုံးညီညွတ်စွာချင်းကပ်လှုပ်ဆောင်လျက်ရှိနေပါတယ်။အဲ့ဒီအပြင်မြန်မာနိုင်ငံမှာလူပေါင်းများစွာတည်ဆုံခဲ့တဲ့၄နှစ်ကြာဖြစ်ပွားနေတဲ့လက်နက်ကင်ပရိပခါကိုအဆုံးသတ်ဖို့လုပ်ငန်းစဉ်တွေကိုလည်းလှုပ်ဆောင်သွားမည်ဖြစ်ကြောင်းအန်ဝါကပြောပါရတယ်။ပြီးခဲ့တဲ့လကအန်ဝါဟာထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာ ာ NASA ကဥက္ကဋ္ဌဘိုဂျုံမူကြီးမင်းအောင်လိုင်းနဲ့တွေ့ဆုံခဲ့ပြီးအပြစ်ကတ်ရေဆဲရေးကာလကိုတက်တန်းတိုးဖို့နဲ့မတ်လ28ရက်ကလုတ်ခဲ့ခဲ့တဲ့ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့မြန်မာနိုင်ငံကိုအကူအညီတွေပေးဖို့ခွင့်ပြုဖို့ဆွေးနွေးခဲ့ကြပါတယ်။ကျွန်တော်တို့ဟာထူးခြားတဲ့တိုးတက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ဒါဟာကောင်းမွန်တဲ့ဤတန်းဖြစ်ပါတယ်လို့အန်ဝါကမေလ27ရက်ကပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဖြတ်တင်မောအတ္တိဇင်ကိုရေးချတဲ့အခမ်းအနားအတွင်းမတော်တဆဖြစ်ပြီးတင်မောပြုတ်ကျခဲ့တာဟာတီးမခံနိုင်တဲ့ရာဇဝဲမှုလုပ်ရဖြစ်တယ်လို့မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျင်ဝမ်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြောက်ကိုရီးယားဟာမေလ21ရက်ကဖြတ်သင်္ဘောအသစ်တစင်းကိုရေးချတဲ့အခမ်းအနားအတွင်မတော်တဆဖြစ်ပြီးသင်္ဘောပြုတ်ကျခဲ့တာကြောင့်အဲ့ဒီမတော်တဆမှုဟာတီးမခံနိုင်တဲ့ရာဇဝတ်မှုလုပ်ရက်ဖြစ်ကြောင်းမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကပြောကြားခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်။အဲ့ဒါကြောင့်တန်ကားတော်အလေးချိန်ရှိအဲ့ဒီဖြတ်သင်္ဘောကိုရေးချပွဲအခမ်းအနားဟာအောင်မြင်ခဲ့ခြင်းမရှိပါဘူး။ ီမတော်မဆဖြစ်ဟာနိုင်ငံကုန်သိက္ခာကိုအမဲဆက်ထင်စေတဲ့ပေါ်ရုံမှုကြောင့်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ကင်းကပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်ကင်းဟာဇွန်လမှာပြုလုပ်မဲ့အာဏာရအလို့သမားပါတီအစည်းအဝေးမတိုင်မီအဲ့ဒီတင်မော့ကိုအပိသက်ပြန်လဲပြုပြင်ဖို့အမိန့်ပေးခဲ့တယ်လို့လည်းနိုင်ငံပိုင် KCN နေသတင်းအေဂျင်စီကမေလ22ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီဖြတ်တင်မော့ကိုကမ်းပေါ်မှာရေးတဲ့သူချဖို့ပြင်ဆင်ချိန်မှာတင်မော့ဟာဟန်ချက်မညီပဲတင်မော့ဝမ်းပိုက်ကရှော့ကျသွားခဲ့တာဖြစ်ကတင်မော့ဝမ်းပိုက်ရဲ့နေရာအချို့ပေါက်သွားခဲ့ကြောင်း KCN CNN ကထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့၆ကင်းစိတ်ကမ်းမှာဖြစ်ပွားခဲ့တဲ့ဒီမတော်မဆမှုဟာတင်းမော့ရဲ့ထိခိုက်ပျက်စီးမှုအတိုင်းဒါနဲ့ဒဏ်ရာရရှိသူရှိမရှိကိုအသေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။မြောက်ကိုရီးယားဟာအရွယ်စားအလွန်ကြီးမားတဲ့တင်းမော့တွေနဲ့အကျွမ်းတဝင်မရှိဘဲနှီးပညာနဲ့ငွေကြေးပိုင်းမှာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပွဲရှိကြောင်းစီရေးကျွမ်းကျင်သူတွေကတုံ့သက်ခဲ့ပါတယ်။ မြောက်ကိုရီးယားဟာစစ်ရေးနဲ့ဆက်နွယ်တဲ့အောင်မြင်မှုမရှိတဲ့ဖြစ်ရပ်တွေကိုဝန်ခံလိမ့်မရှိကြောင်းအခုအခါမှာတင်မောရေးချမှုအောင်မြင်ခြင်းမရှိတဲ့အကြောင်းအရာကိုထုတ်ဖော်ကြေညာခြင်းဟာရေးတက်ရဲ့ခင်မီစီမံကိန်းတွေကို King ကအလေးထားလှုပ်ဆောင်နေတဲ့အချက်ကိုပြသဖို့ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်းကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။အခုရေးချခဲ့တဲ့ဖြတ်တင်းမော်ဟာမေလ25ရက်ကထုတ်ပေါ်ပြသခဲ့တဲ့မြောက်ကိုရီးယားရဲ့ပထမဆုံးဖြတ်တင်းမော်နဲ့အမျိုးအစားအတူတူဖြစ်နိုင်ကြောင်းကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ AB 25ရက်ကထုတ်ပေါ်ပြသခဲ့တဲ့ချိုဟွန်းယွန်းမြေရှိဖြတ်တင်းမော်ဟာမြောက်ကိုရီးယားရဲ့အကြီးအမားဆုံးနဲ့ခေတ်အမီဆုံးဖြတ်တင်းမော်ဖြစ်တယ်လို့အဲ့ဒီတင်းမော်ကိုရုရှားရဲ့အကူအညီနဲ့တိစောက်ခဲ့တာဖြစ်နိုင်ကြောင်းတောင်ကိုရီးယားကပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာဆေးကြောက်ကိုဆေးဘက်ဆိုင်ရာယူရဲချက်နဲ့အသုံးပြုမှုကိုစိတ်ချတရားစီဖို့အတွက်ဆေးကြောက်အသုံးပြုသူတွေရာဆေးဘက်ဆိုင်ရာထောက်ခံချက်တွေလိုအပ်လိမ့်မယ်လို့ပြည်သူ့ကြမ်းမာရေးဝန်ကြီးကပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာဆေးကြောက်ကိုဆေးဘက်ဆိုင်ရာယူရဲချက်နဲ့သာအသုံးပြုမှုကိုစိတ်ချတရားစီဖို့အတွက်ဆေးကြောက်အသုံးပြုသူတွေဟာဆေးဘက်ဆိုင်ရာထောက်ခံချက်တွေလိုအပ်လိမ့်မယ်လို့ပြည်သူ့ကြမ်းမာရေးဝန်ကြီးဆမ်ဆက်သက်စုတင်ကပြောကြားခဲ့တယ်လို့ဘန်ကောက်ပို့စ်ကဖော်ပြခဲ့ပါတယ်။သူ့ရဲ့ကြေညာချက်ဟာလွန်ခဲ့တဲ့၃နှစ်နီးပါးအတွင်း ဆေးကြောက်သုံးဆွဲမှုကိုရာဇဝဲမှုအဖြစ်မှဖယ်ရှားခဲ့ပြီးနောက်ဆေးကြောက်နဲ့ပတ်သက်တဲ့ရှုပ်ထွေးတဲ့စီကံတွေတညာချက်တွေထဲကမှနောက်ဆုံးစီကံချက်ဖြစ်ပါတယ်။ခိုင်းမှာဆေးကြောက်သုံးတာနဲ့ပတ်သက်ပြီးစီကံတွေကိုတွန်းမြင့်သွားမှာပါ။ဥပမာအနေနဲ့ဆေးကြောက်သုံးတဲ့သူတွေဟာဆေးဘက်ဆိုင်ရာထောက်ခံချက်တွေပြသဖို့လိုပါတယ်။ပြည်တွင်းပြည်ပဆေးကြောက်သုံးဆွဲသူတွေဟာဆေးဘက်ဆိုင်ရာထောက်ခံချက်တွေရှိကိုရှိရပါမယ်လို့မစ္စတာဆွန်ဆက်ကဘန်ကောက်မြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီစည်းကမ်းကိုဆက်လက်ပြဋ္ဌာန်းဖို့နဲ့ဘာပြဿနာမှမဖြစ်စေဖို့အစိုးရအဖွဲ့အစည်းတွေကိုကျွန်တော်တို့ညွှန်ကြားသွားမှာပါလို့အာဏာရဖြူထိုင်းပါတီမှဝင်ကြီးဖြစ်တဲ့ဆမ်ဆက်ကပြောပါတယ်။အဲ့ဒီအပြောင်းလဲကြောင့်စေးကြောက်အုံပြုတ်သူတွေဟာထိုင်းရဲ့တိုင်းရင်းစေးပညာရှင်တွေနဲ့အထွေထွေယောဂါကူဆရာဝန်တွေအပါအဝင် လိုင်စင်ရဆေးပညာရှင်တွေကထုတ်ပေးတဲ့ဆေးဘက်ဆိုင်ရာထောက်ခံချက်တွေရယူဖို့လိုအပ်လိမ့်မှာဖြစ်ပါတယ်။အဲ့ဒီထောက်ခံချက်တွေကိုကျန်းမာရေးဝန်ကြီးဌာနကရပ်ပေါင်း40အတွင်ထုတ်ပေးစီလိုကြောင်းလည်း Mr. Swanson ကပြောကြားခဲ့တာပါ။စီမံစည်းကမ်းတွေအရဆေးကြောက်ကိုစေဝါကူတာမှုအတွက်သာအသုံးပြုတင်တယ်လို့ပြဋ္ဌာန်းတင်ကြောင်းထိုင်းတိုင်းရင်းဆေးနဲ့အနောက်တိုင်းဆေးပညာဌာနရဲ့ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ Somlet GSman ကပြောကြားခဲ့ပါတယ်။ ဆိတ်ကြောက်အသုံးပြုသူတွေဟာလေဖြတ်တာ၊ခေါင်းကိုက်တာ၊နာကျင်တာနဲ့အိပ်မပြောတဲ့ယောဂါတွေခံစားနေရတဲ့သူတွေဖြစ်တယ်ဆိုတာကိုအတည်ပြုထားတဲ့ဆေးဘက်ဆိုင်ရာထောက်ခံချက်တွေနဲ့အနာဂတ်မှာလိုအပ်လာပါလိမ့်မယ်လို့သူကဆိုပါတယ်။အနာဂတ်မှာပြတ်ထက်မဲ့စီကံတွေမှာတလအတွင်းအသုံးပြုတဲ့ဆေးကြောက်ပမာဏကိုကန့်တတာ၊သတ်မှတ်ထားတဲ့ပမာဏထက်ကျော်လွန်အသုံးပြုတာကိုဆေးဘက်ဆိုင်ရာရည်ရွယ်ချက်နဲ့အသုံးပြုတယ်လို့ယူဆနိုင်မှာမဟုတ်ဘဲတရားစီရင်ခံရမဲ့စီကံချက်တွေလည်းပေါဝင်လာပွဲရှိတယ်လို့ဆွမ်လတ်ကပြောကြားခဲ့ပါတယ်။ CNI သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အာကစားသတင်းကိုတင်ဆက်ပေးပါမယ်။ရီယယ်တင်းရဲ့ကဏ္ဍဝင်ကစားသမားဖြစ်တဲ့ကွင်းလယ်လူမိုဒရယ်ဟာနွေရာသီမှာကျင်းပမဲ့ FIFA ကလပ်ကမ္ဘာဖလားပြိုင်ပွဲပြီးရင်အသင်းကနေထွက်ခွာမယ်လို့ကြေညာခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရီယယ်တင်းရဲ့ကဏ္ဍဝင်ကစားသမားဖြစ်တဲ့ကွင်းလယ်လူမိုဒရယ်ဟာနွေရာသီမှာကျင်းပမဲ့ FIFA ကလပ်ကမ္ဘာဖလားပြိုင်ပွဲပြီးရင်အသင်းကနေထွက်ခွာမယ်လို့ကြေညာခဲ့ပါတယ်။မိုဒရယ်ကဒီလိုအချိန်မျိုးကိုဘယ်တော့မှမရောက်ရှိချင်ခဲ့ပေမဲ့အခုရောက်ရှိလာခဲ့ပါပြီ။ ဒါပေမဲ့ဒါကဘောလုံးပါဘဝမှာအရာအလုံးကအစနဲ့အဆုံးရှိပါတယ်ရီယယ်တိမှာကစားခဲ့တာကဘောလုံးကစားသမားတဦးအနေနဲ့ရောလူပုဂ္ဂိုလ်တဦးအနေနဲ့ပါကျွန်တော်ရဲ့ဘဝကိုပြောင်းလဲစေခဲ့ပါတယ်တမိုင်းတရှောင်းအကောင်းဆုံးကလပ်ရဲ့အအောင်မြင်ဆုံးခေတ်တွေတဲကတခုမှာအစိပ်ပိုင်းဖြစ်ခဲ့ရတဲ့အတွက်ဂုဏ်ယူပါတယ်ကလပ်ကမ္ဘာဖလားပြိုင်ပွဲပြီးရင်ထွက်ခွာမှာဖြစ်ပေမယ့်ကျွန်တော်ဟာအမြဲတမ်းအသင်းပရိသတ်ဖြစ်နေမှာပါလို့သူ့ရဲ့ဆိုရှယ်မီဒီယာမှာရေးသားခဲ့တာပါ မိုဒရစ်ရဲ့ရီယယ်အသင်းတို့ရဲ့စာချုပ်ဟာဂျွန်လ30ရက်ဆိုရင်ကုန်ဆုံးမှာဖြစ်ပေမဲ့ FIFA ကလပ်ကမ္ဘာဖလားပြိုင်ပွဲအပြီးမှာထွက်ခွာဖို့သဘောတူညီမှုရရှိခဲ့တယ်လို့ကလပ်အသင်းရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။2012ခုနှစ်ကတည်းကရီယယ်အသင်းမှာရှိခဲ့တဲ့မိုဒရစ်ဟာမေလ24ရက်မှာကစားမယ်ဆိုစီဒတ်အသင်းနဲ့လာလီဂါယာတီပိတ်ပွဲစဉ်မှာရီယယ်အသင်းကစားသမားဘဝနောက်ဆုံးအိမ်ကွင်းပွဲစဉ်အဖြစ်ပါဝင်ကစားသွားမှာဖြစ်ပါတယ်။ရီယယ်အသင်းဟာဒီပွဲစဉ်မှာမိုဒရစ်ကိုနှုတ်ဆက်ဂုဏ်ပြုမှုတွေပြုလုပ်သွားမှာပါ။2018ဘလွန်ဒီယောဆုကိုရရှိခဲ့တဲ့မိုဒရစ်ဟာရီယယ် က်တင်းနဲ့အတူချန်ပီယံလိဖလား6ကြိမ်လာလီဂါဖလား4ကြိမ်အပါအဝင်စုဖလားပေါင်း28ခုရယူနိုင်ခဲ့ပြီးအသင်းရဲ့သမိုင်းမှာအအောင်မြင်ဆုံးကစားသမားဖြစ်ခဲ့တာပါ။ရီယယ်တင်အကြီးကဲ PS ကမော်ဒရစ်ဟာအသင်းနဲ့အသင်းပြည်သက်တွေရဲ့နှလုံးသားတွေမှာအမြဲတမ်းရှိနေမှာဖြစ်တယ်လို့သူ့ရဲ့အမွေအနှစ်ဟာအမြဲတမ်းရှင်သန်နေမယ်လို့ပြောခဲ့ပါရယ်။မော်ဒရစ်ဟာရီယယ်အသင်းအတွက်ဒီယာဒီမှာတိုင်ပွဲစုံ56ပွဲပါဝင်ကစားထားပြီး လေကိုသွင်းယူနိုင်တာအပါအဝင်အသင်းအတွက်ကစားခဲ့တဲ့73ရာသီမှာပြိုင်ပွဲဆုံး990ပါဝင်ကစားပြီး53ကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ CNN တရင်ထလာရဲ့2025ခုနှစ်မေလ23ရက်နေ့အတွက်နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးသူများအားလုံးစိတ်ချမ်းသာကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။